ိန်လေးတယောက်နေတဲ့စစ်တင်လမ်းကိုခုမှစပြီးတက်ပြီးလာဆိုတော့ကျွန်တော်တို့တွေမှာဒီခန္ဓာရင်စွမ်းအောင်တော်တော်ကြီးဝင်ခဲ့ရတယ်ခက်ခဲကြမ်းတမ်းမှုတွေကိုအများကြီးဒီဗီဒီယိုချင်းမှာပြန်ပြောလို့မရနိုင်အောင်အဲ့ချိန်မှာပြင်မဲခဲ့တဲ့အရာစကားဖြစ်နေအောင်ကျွန်တော်ပြန်ပြောလို့မရခဲ့ဘူးရင်ဆိုင်နေရတဲ့အခက်တွေတဲ့မျိုးသမီးတယောက်နေနေပေါ့နော်ဥမာကျွန်တော်မျိုးသမီးတယောက်နေနေရှင်းလန်းလိုက်မယ်ဆိုရင်လည်းဒီဓမ္မရာလာတဲ့ချိန်ကိုရေချိုးပြီးတော့ဒီအလေးပေါ့သွားတဲ့အချိန်မှာအများကြီးခက်ခဲတွေကြုံရရတယ် ဒါမဲ့လေဒီရေဘော်ရေဘက်တွေရဲ့ခွန်ကြီးမှုနဲ့လည်းတောင်းတိုင်းအောင်ခက်ခဲလို့ကျွန်တော်ကြော်လွားနိုင်ခဲ့တယ်ပေါ့အဲ့လိုခက်ခဲနေတဲ့ကြုံတွေ့ရခြင်းမှာစိတ်တက်ကြတာတို့စိတ်အားငယ်ရတို့ကျွန်တော်ရှိတယ်။အဲ့လိုချိန်မှာကျွန်တော်ရက်ပစ်လိုက်ခြင်းနဲ့အင်ပြန်ခြင်းနဲ့စိတ်တောင်ဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ဘာလို့သွားပြီးရောအတွေးဝင်မိလဲဆိုတော့ဒီမတရားဖန်ဆီးနှိပ်စက်ပြီးရောအကျဉ်းကျနေတဲ့ပေါ့နော်။ဒီနိုင်ငံရေးအကျဉ်းသားတွေက ျွန်တော်တို့တွေနိုင်မှသူတို့တွေကလွတ်မြောက်မှာဆိုတဲ့အတိတ်တစ်ခုနဲ့ပဲကျွန်တော်စူးစမ်းပြီးအိုက်ခတ်ခဲတို့ဖျက်ကျော်လာတယ်ပြီးတော့စိတ်တက်ကြတဲ့အချိန်တွေမှာဆိုရင်လေဒီပေါ့နော်စစ်ကြောရေးကလွတ်လာတဲ့အမျိုးသမီးတွေ LGBT တွေသူတို့ရဲ့အကြောင်းတွေကိုကျွန်တော်မြင်တွေ့ကြားသိနေရတဲ့အတွက်သူတို့တွေခံစားခဲ့ရတဲ့အခက်ခဲနဲ့ရှင်ကျွန်တော်တို့ခံစားနေရတဲ့အခက်ခဲကဆယ်ပုံပုံရင်တပုံစာလောက်တော့ မရှိဘူးဆိုတော့စိတ်တစ်ခုတည်းနဲ့သူတို့ရှိရစိတ်တက်ခွန်အားကိုယူပြီးကျွန်တော်ခုချိန်ထိတော်လိုင်းကိုဆက်လက်ပါဝင်ပြည့်နေတာပါဟုတ်တော်လန်မဆိုရင်လည်းမျိုးသမီးတွေရဲ့ခန္ဓာအရန်ရေးပါတယ်ပေါ့နော်ဒီတော်လန်မိခင်တွေရဲ့မေတ္တာနှွေးထွေးမှုတွေကြောင့်မို့ပဲကျွန်တော်တို့တွေရဲ့ရှေ့တန်းမှာတိုက်ပွဲဝင်နေနိုင်တာပေါ့ အဲ့ဒါကြောင့်မို့အမျိုးသမီးတွေကိုတက်ကြတဲ့နေရာနေပြီးတော့မှတော်လန်ရေးမှာပါဝင်ပေးကြဖို့ကျွန်တော်တောင်းဆိုတယ်ပြီးတော့ကျွန်တော်တို့တွေမှာစိတ်တစ်ခုပဲလိုအပ်တယ်စိတ်ကသာအရာရာကိုဥဆောင်တာမို့ကျွန်တော်တို့ရဲ့စိတ်တက်လေးတွေကိုမြင့်တင်ပြီးတော့အမျိုးသမီးတွေတက်နိုင်တဲ့ဘက်ကနေပါဝင်ပေးကြပါလို့ကျွန်တော်တောင်းဆိုတယ်ပြီးတော့အခုချိန်မှာကျွန်တော်တို့တွေကဘယ်ဘာသာတရားကိုကိုးကွယ်တာမလို့အမျိုးသားမလို့အမျိုးသမီးမလို့ NGBT မလို့ကလေးမလို့လူကြီးမလို့ခွဲခြားနေရမယ့်အချိန်မဟုတ်တော့ပါဘူးနိုင်ငံသားမှန်ရင်နိုင်ငံကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ကိုလူမျိုးတွေ ရဆက်တာဖန်းစီနှိမ့်ဆက်ညင်ပန်းခံနေရတဲ့ဒဏ်အနေအမြန်လွတ်မြောက်နိုင်အောင်လို့ကိုနိုင်တဲ့ဝင်ကိုထမ်းပြီးတော့တရောင်းတနေရကနေပေါင်ပေးကြဖို့ကျွန်တော်တကယ်တောင်းဆိုပါရစေ။